အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့30ဦးကိုမုံရွာခေါ်သွားသည်ကိုအကြောင်းပြုကတိုက်ခိုက်မှုတွေများပြားလာတော့လဲစိတ်တက်မကြသေးဘူးလို့အဖသားငဖုံးမှရင်ဖွင့်လာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာကျွန်တော်တို့တက်မတော်မှာလည်းအထက်အောက်မှာတခါတလေလင့်ပြတ်သွားတာတွေရှိတယ်အချိတ်ဆက်မမိတာတွေရှိတယ်အဲ့အတွက်ပေါ့နော်ဟိုပြောပေးရကြတယ်တရားပြည်ရင်30တရက်နာတာ2025တိုက်ပွဲတွေငြိမ်နေတယ်လို့ဖြစ်နေတယ်အဓိကပြစ်မှတ်တွေကရှမ်းတောင်ဖြစ်လာနိုင်တယ်တဲ့ ရှမ်းကယားနယ်စပ်ပိုင်းမျိုးရွာတွေမှာကယူဆိုင်ဖို့လိုတယ်တဲ့မိုးရင်းကာလမှာအကြမ်းဖက် KND ရဲ့နဲ့ KNPP ဟာမောင်ကိုလန်းတောလန်းတောင်းမှုတောင်းမှုလန်းတန်လွင်မြစ်ကြောင်းကနေရိတ်ခါဆေးဝါးလက်နဲ့ခဲရန်တဲယူဝက်ခက်ခဲနေတယ်အဓိကထိုင်းနယ်စပ်လမ်းတစ်ခုပါပဲတဲ့ရှမ်းတောင်အကြမ်းဖက်များနဲ့ကရင်နီ KND ရတို့ပူးပေါင်းအဖွဲ့များဆောင်းများဆောင်းပြောင်းလိုပဲတဲ့နောင်ထောင်နောင်ထောင်စီတိုင်းတကြောပြန်လဲစစ်ပွဲဖန်တီးနိုင်ပါတယ်တဲ့ ဟန်နေနိုင်ပါတယ်တဲ့။နောင်ထောင်ဘက်မှာအင်အားဖြည့်လှုပ်ရှားနေပြီးအလစ်ဝင်တိုက်တက်ပါတယ်တဲ့။ရှမ်းတောင်မှာစောင်းပြောင်းပလောင်လန်းစကားမျိုးလန်းစီတိုင်းလန်းတွေပဲရှိတယ်တဲ့။ဒါကြောင့်နေဆက်လုံးကြုံကြီးအထူးဂရုစိုက်ဖို့လိုပါတယ်တဲ့။နော်။သူကတော့ကိုဦးဆိုတာ။အဲ့တော့ကျွန်တော်ကတော့ဟိုအတိကျတဲ့အရာလေးတွေရှိတာကိုလည်းကျွန်တော်ဒါဟိုတည်ထားတဲ့အရာလေးတွေကိုကျွန်တော်ကပြောပြတာပေါ့နော်။အဲ့တော့ရခိုင်ဟိုဒီကြောက်ဖြူဟိုအရင်တုန်းကကျွန်တော်ကြားခဲ့ပြီကျွန်တော်လည်း ဲ့ချိန်မှာကျွန်တော်ကဘယ်မှာရှိနေလဲဆိုတော့တောင်ကြီးမောင်ရေးချမ်းအိမ်မှာရှိနေတယ်။နောက်တောင်ကြီးကကရယာဆီယာမောင်ရေးချမ်းအိမ်မှာကျွန်တော်ရှိနေတော့အဲ့မှာရခိုင်ဘက်ကနေတင်းပေးလာအောင်တင်းပေးလာတော့သူကဘာရည်တင်းပေးလာလဲဆိုတော့ရပဲဆိုရင်တဲ့အဲ့ဒီကြောက်ယူဘက်ကိုတဲ့စစ်ကားတွေ၁၀စီ၁၇စီ၁၂စီအဲ့လိုသွားနေတယ်တဲ့အဲ့လိုသွားနေတယ်ဆိုတော့ကျွန်တော်တင်းလာတော့ကျွန်တော်အဲ့ကိုယူပို့တာပေါ့အကိုကြီးနဲ့ဘေးမှာရှိတော့အကိုကြီးဒီတင်းနေရခိုင်ပါတယ်ဒီလူတွေပေးတဲ့တင်းနိုင်နေမယ်အဲ့လိုမျိုးပဲသူကလာတာမှမြင်နေရတာပေါ့သူကညာ အဲ့လိုတကောင်ချိန်၁၂နာရီ၁နာရီ၂နာရီ၃နာရီအဲ့သွားတယ်မနေ့တိုင်းတော့အဲ့ဒီအဲ့ဒါပြင်ဆင်နေခဲ့တာကြပြီဒါပေမဲ့အဲ့တော့ကတစ်ချိန်ကျွန်တော်အဲ့လိုမျိုးပြောတယ်နော်ပြောတော့ပြောတယ်ဆိုတာဒါပြောတတ်တယ်ဘယ်လိုမျိုးဖြစ်လို့ပြောတယ်မဟုတ်ဘူးကျေးဇူးပါတယ်။ဒီမှာ။ဟော။အဲ့ကိုရပါစင်တရား။ဟောကျောင်းပြမှာသူတငယ်ကြီးရေသူလမ်းပြောလိုက်။တော်ပြီနေရတော့တော်မှာတိုက်ပွဲဖြစ်ဖို့။၃လပိုင်း၃လပိုင်းလောက်တော့။တိုက်ပွဲဖြစ်ဖို့အခုအဲ့တောင်ကြီးဆရာမောင်ကြီးတမပြေသေးဘူး။မင်းကြည့်လို့ရတယ်။ နော်အဲ့တရင်တွေရအခုအဲ့တရင်ပေးတဲ့လူတွေပြေးရပြီလားမသိနော်အဲ့ကြောင့်ဒီမှာအဲ့လိုဖြစ်တော့ဟိုပြေးရတာလားဘယ်တွေရောက်ကုန်လဲတော့ကျွန်တော်လည်းမသိဘူးအဲ့တရင်တွေတော့မရတော့နော်အဲ့တော့ကျတော့ဟိုကျွန်တော်တို့ကနော်နိုင်ငံတဲ့လူမျိုးကိုအေးချမ်းသိခင်တာနော်ကျွန်တော်အနေနဲ့တူလေးပြောက်ပြရတာဖြစ်လာတဲ့ပြဿနာကိုကျွန်တော်အကုန်ရင်ဆိုင်ပါမယ်နော်ကျွန်တော်ကအဲ့ကြောင့်ကျွန်တော်စိတ်ဆင်းရဲလားလို့မေးနေတယ်ကျွန်တော်စိတ်ဆင်းရဲဘူးမင်းစိတ်ဆင်းရဲတာတုံးလို့မရှိဘူးကျွန်တော်ကဒီကနေ့စိတ်ဆင်းရဲတာအများကြီးရှိတယ်အဲ့တော့ကျွန်တော်တိတ်ပြီးတော့ဟိုမှာပြောနောက်တော့လူတွေကနောက်ပိုင်းကျွန်တော်ဟိုလိုပေါ့ ကျွန်တော်ကအရင်တည်းကဥစ္စာရှိတာကျွန်တော်ပြောရင်ကျွန်တော်ခဏခဏအဲ့တော့ကျွန်တော်အလူကန်တယ်တော့ဒီလုပ်တွေလုံးမှဥစ္စာရှိတာလေဆိုတော့ကျွန်တော်စဉ်းစားလို့ကျွန်တော်အလူကန်နဲ့ပို့ရှိလားလို့ကျွန်တော်မေးကြည့်တော့လေတယောက်မှလည်းမပြောနိုင်ဘူးကျွန်တော်အလူကန်နဲ့ပို့ရှိရင်တော့ကျွန်တော်တက်မလို့ပါပဲဖြစ်ဖြစ်ရေးတက်ဖို့ဝင်ရပဲဖြစ်ဖြစ်တက္ကရာဖန်စီပြီးထောင်းတာထားမလိုက်အလူခံခဲ့တဲ့ post တစ်ခုတွေ့လို့ရှိရင်ဖန်စီပြီးထောင်းတာထားလိုက်နော် post တစ်ခုတွေ့ထောင်းတာထားလိုက်အဲကျွန်တော်ငွေနဲ့မဟုတ်ပါဘူးလို့ပါလို့ကျွန်တော် ကျွန်တော်ပြောခဲ့တယ်အရင်တော့ကျွန်တော်တခါတလေကြရင်ပစံ350ဆိုပြီးလူတဲ့အကူကြီးတွေရှိတယ်နော်ခင်မကြီး70ပါးထဲမှာပါတယ်အဲ့ဒီအကူကြီးတွေတိနော်အဲ့ဒီအကူကြီးတွေကပဲလိုအပ်တယ်ဆိုသူတို့ပဲလုပ်ပေးတာသူတို့ကကျွန်တော်ရဲ့ပုံစံမူရင်းကိုကြည့်ပြီးတော့ဘယ်ပါဘယ်ပေးပါမလဲဟုတ်တယ်မလားကျွန်တော်ဘာကြီးလုပ်နေလဲဆိုတာတိတာပေါ့ဒါပေမဲ့ဟိုပါရှင်းပြတာလည်းမဟုတ်ပါဘူးဒါလူတွေဆိုတာကပြောပါများလာရင်အမားကိုအမှန်တင်သွားတယ်လို့ပါနော်အမားကိုအမှန်တင်သွားတယ်လို့ပြောပါများလာရင်အမားကိုအမှန်တင်သွားတတ်တယ် အမှန်တင်သွားတဲ့အတက်အခုဆိုရင်လူကြီးတွေကလည်းသူတို့ကတော့တိတယ်ပေါ့ကျွန်တော်ကိုအဲ့လိုမျိုးပေါ့အခုပါကိုအေးဆေးပဲကိုလို့ကိုကိုလို့ပါနော်ဖြစ်လာရင်အားလုံးဝင်းရံပြီးတော့ဝိုင်းဝန်းပြီးတော့ဖြည့်ရှင်းရမှာပေါ့ဟုတ်တယ်မလားဟိုလက်ဘူးလက်ကြလက်တွေကြကြဟိုဥစ္စာတွေမှာမို့လားအဲ့ဒီအခုလို့တင်လာတာတွေကလည်းအဲ့ဒါအရင်တုန်းကကြာခဲ့ပြီကြာခဲ့ပြီကြာခဲ့ပြီအခုချိန်မှာမှအဲကျွန်တော်ကိုပြန်ပြီးတော့ွာဖြစ်တာဒါမဲ့အဲကျွန်တော်ကကျွန်တော်စိတ်ထဲမှာဘာမှမထားဘူးကျွန်တော်ညီကိုလေးလိုပဲခံစားရတယ်ဘာဖြစ်လို့လဲဆိုတော့တလန်းနဲ့တကီးတဲ့အတူတူသွားနေကြတာလေတခါတလန်းနဲ့တကီးတဲ့အတူတူသွားနေကြတဲ့အတက်တနေ့ကြရင် တိုင်းပြည်ဒီတက်မတော်လေးငြိမ်းချမ်းသွားတယ်ကျွန်တော်တိုင်းပြည်ငြိမ်းချမ်းသွားတဲ့အချိန်ကျကျွန်တော်တို့ပန်းနိုင်ကိုတူတူရောက်မှာအဲ့အချိန်ကျရင်ဘီယာတော့ဘီယာချင်းခွတ်တက်ရမှာအရက်တော့အရက်ချင်းခွတ်တက်ရမှာအဲ့အချိန်ကျရင်ဒီ2021ဖေဖော်ဝါရီလတရနေ့အခင်းချင်းပေါ့နော်သူများတွေကပြောတာအာဒေါ်စုလက်ထက်တော့ဘယ်ရောက်နေလဲပါတယ်လေဟောဒေါ်စုလက်ထက်ကပါမှာကျွန်တော်ဒီလုပ်ကိုလုပ်ရမှာလားဥပမာတခုအဲ့တော့ကျတော့ဟိုဘယ်ချိန်တော့ဘယ်ဘဲရောက်ရောအဓိကကအခုချိန်မှာအားလုံးဝိုင်းဝန်းပူးပေါင်းပြီးတော့လုပ်ဖို့လိုတာနော်အဲ့တော့ကျတော့ဒီတိုင်းပြည်ငြိမ်းချမ်းသွားလို့တက်မတော်ကြီးကမြန်မာနိုင်ငံနေရာအနှံ့အပြားမှာဒီအောင်မြင်မှုတွေနဲ့ နိုင်ငံကိုကာကွယ်နိုင်တော့တဲ့တနေ့ကြလို့ရှိရင်အခုလိုမျိုးဖြစ်နေတဲ့ညီကိုတွေအားလုံးညီမတွေအားလုံးကအောင်မြင်မှုရတဲ့နေရာတစ်ခုမှာအတူတူပြန်ဆောင်လဲပြန်ဆောင်ခဲ့ကြလို့ရှိရင်တယောက်မျက်နှာတယောက်ကြည့်ပြီးပီတိဖြစ်ပြီးတော့မှခွတ်တိုင်မယ်တောက်ကြမယ်စားကြမယ်ဒီချိန်တော့ကျွန်တော်ပြောမှဆိုမှရှိခဲ့တာလေကျွန်တော်တောင်းပန်ပါတယ်ဟုတ်လားအာပြဿနာမရှိပါဘူးဟိုရတယ်အဲဟိုကျွန်တော်အနေနဲ့ပေါ့နော်ဒါတစ်ချိန်တော့ကျွန်တော်အကူတို့ပေါ်မှာညီကိုညီမတွေညီနောင်မဟာမိတ်သုံးဖွဲ့ကအပြည့်ရက်ကာလာ တလားထတ်တူအကြောင်းကြီးညာငလင်နောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်၍တိုက်တာအဆောက်အုံများရှင်းလင်းရေးလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက်တစ်ဖက်သက်အပြည့်ရက်ကာလအားနောက်ထပ်လာတက်တန်းထတ်တူအကြောင်းညီနောင်မဟာမိတ်သုံးဦးဖွဲ့ကယနေ့ထုတ်ပြန်ကြေညာသည်မလ28ရက်ကလှုပ်ခတ်ခဲ့သည့်သခိုင်းငလင်ကြောင့်ပြည်သူလူထုများစွာ အသက်အိုးအိမ်စည်းစိမ်ပျက်စီးခဲ့ရသည့်အခြေအနေတွင်တအောင်းတက်မတော် TNLA ကိုကန့်တက်မတော် NNDAA အာရခတတော် AA တို့ဤညီနောင်မဟာမိတ်သုံးဖွဲ့ကဧပြီလမှစ၍အပြည့်ရစဲရေးကြီးညာခဲ့ကခုခံကာကွယ်တုံ့ပြန်မှုမျိုးမှလွဲ၍စတဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းပြုလုပ်မည်မဟုတ်ကြောင်းကြီးညာခဲ့သည် ငလင်ဘေးကယ်ဆယ်ရေးနှစ်လာကြာသည့်တိုင်ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုမရှိသည့်အပြင်မိုးတေးထန်စွာရွာသွန်း၍အဆောက်အုံများထပ်မံပြိုကျပျက်စီးမှုများရှိနေသေးကြောင်းကြားသိရ၍လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေးဇွန်လ၂ရက်မှ၃၀ရက်အထိလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတစ်ဖက်သက်အပြည့်ရက်ကာလအားထပ်မံ၍တက်တန်းတိုးလိုက်ကြောင်းဖော်ပြသည်။ယခုကဲ့သို့ထုတ်ပြန်ကြေညာလိုက်သည့်အချိန်မှစ၍ညီနောင်မဟာမိတ်၃ဖွဲ့နှင့်စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုမိမိခုခံကာကွယ်သောတုံ့ပြန်မှုမျိုးမှလွဲ၍စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မည်မဟုတ်ကြောင်းအတိပေးသည်။အာဆီယံအပါအဝင်နိုင်ငံတကာကအပြည့်ရက်ကာလထပ်မံတိုးမြင့်ရန်တိုက်တွန်းမှုများရှိနေဆိုစစ်ကောင်စီမေ31ရက်နေ့ညနောင်မဟာမိတ်၃ဖွဲ့ကဇွန်၂ရက်တွင်အပြည့်ရက်ကာလထပ်တိုးကြောင်း အတိအကျညာခဲ့ခြင်းဖြစ်သည့်ညီနောင်မဟာမိတ်သုံးဖွဲ့ကကျညာချက်ကိုမြန်မာအလိတ်နှစ်ပါးသားဖြင့်ကျညာသည်ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်စစ်ကောင်စီတို့မှအပြည့်ရကျညာတော်လဲအေနှင့်စစ်ကောင်စီမှကြောက်ဖြူမျိုးနယ် KNLA နှင့်စစ်ကောင်စီမှနောင်ချိုမျိုးနယ်တွင်တိုက်ပွဲများဖြစ်ပွားမတုံးတဲ့အတွက်ဘယ်လိုနဲ့မှဆက်သွယ်မရှိဘူးအဲ့တော့ကိုရှင်မျိုးဝဲဆိုတာမဲလားပြူလားလဲနီလားတောင်လားကျွန်တော်လည်းမသိဘူးဒါပေမဲ့ तू ကအဲ့လိုမျိုးကြီးကျွန်တော်တဲပေါ့နော်တဲဝေပန်တဲရေးတော့ကြိုက်တာပေါ့အဲ့ဒါကြတော့ तू ကအပြူသဘောဆောင်တာပေါ့ ်သူကကြတော့ကိုရှင်မျိုးဝင်းကြတော့သူပြောသွားတာကသူကအရင်ဆုံးအစိုးတုံးပြောသွားတယ်ဇော်ဘုံကြီးဒီအဲတခါလေးကျရင်အရပလေးပြရတယ်တခါကျရင်ဆဲတယ်တခါကျရင်ဘလူဘလူပေါ်သူဝေပန်သွားတယ်အဲနောက်မှအဲကျွန်တော်ကောင်းရကောင်းဝတွေလှုပ်ထားတဲ့ဟာလေးတွေကိုသူရေးသွားတယ်အဲ့တော့လူဆိုတာကနှစ်ပတ်မြောက်ပြီးတော့တွေ့ရမှာအဲကျွန်တော်ရဲ့စိုးချောင်းနေပြီးတော့မရေးနဲ့ပေါ့ဗျာဟုတ်လားကျွန်တော်လည်းဟိုလိုကျွန်တော်ကဒါဟိုဘာဖြစ်လို့ပြောတာမဟုတ်ဘူးရေးမယ်ဆိုရင်လည်းကျွန်တော်ရဲ့ကောင်းချောင်းလေးတွေလည်းအဲ့လို Telegram channel လေးတွေပါပြီးမှတင်ပေးပေါ့မဟုတ်ဘူးလားဟိုကျွန်တော်ရဲ့စိုးချောင်းတွေကြီးပဲအတင်းလိုက်ရေးနေတော့နည်းနည်းဟို ဟိုနည်းနည်းဟိုစာဖတ်တဲ့လူကြည့်တဲ့လူကကြတော့မြင်လာတွေ့လာရတော့ကြတော့ဟိုဘာဖြစ်လို့လဲဆိုတော့အောင်မြင်နေတဲ့လူတွေကပေါ့နော်ကျွန်တော်ကြောင့်နဲ့သူများပြောကြရဖြစ်မှာဆိုလို့ပါကျွန်တော်ကသူများပြောတာဘာမှမဖြစ်ပါဘူးအကိုတို့တွေအောင်မြင်နေတယ် Telegram channel တွေမှာအောင်မြင်နေတယ်နော်ကျွန်တော်နာမည်တော့တက်မပြောပါဘူးအကိုတို့တွေဒီစစ်ဘက်ကရတဲ့တရင်ချက်လက်တွေတို့နော်အပြည်သူလူတို့ဝမ်းတောင်အဲတင်ပြပေးနေတဲ့အပိုင်းတွေမှာအကိုတို့တွေအများကြီးအောင်မြင်နေခဲ့တယ်နော်အဲ့တော့ကျွန်တော်ကြောင့်လည်းအကူလို့ကျွန်တော်ကစိတ်အနှောက်အယှက်မဖြစ်စေချင်ဘူး။ဒါကျွန်တော်ကြောင့်လည်းအကူလို့စိတ်အနှောက်အယှက်ဖြစ်တယ်ဆိုရင်လည်းကျွန်တော်တောင်းပန်ပါတယ်။ဒါလို့လည်းဆိုတော့ကျွန်တော်ကအကူတို့ကိုတော့တစ်ခါမှမကောင်းတဲ့စကားတစ်ခုမှမပြောခဲ့ဘူး။ အကိုတို့အားလုံးပေါ့အခုအကိုတို့အားလုံးဝိုင်းဝန်းရေးနေတဲ့လူတွေအားလုံးနော်အခုနောက်မှပေါ်လာတဲ့ဟိုအမျိုးသမီးတယောက်လည်းမပြောဘူးပါဘူးနော်မပြောဘူးအတွန်းမှကျွန်တော်မပြောခဲ့ဘူးပါဘူးအဲ့ဒါကျွန်တော်ကျွန်တော်ကျွန်တော်အသက်နဲ့ချိန်ပြီးပြောရပါနော်ကျွန်တော်တို့တော့ဆရာရှိရလို့လေကျွန်တော်တို့ကိုကျော်စိုးဦးလို့နော်ဒီမပူတူလို့တစင်ဦးလို့နောက်တော့လူမှုရေးပရာဟိတကိုမိုးစိတ်တို့ ਨੇ နော်ဟိုရှေးတန်းဆိုလဲရှေးတန်းအဲ့လိုမျိုးသွားပြီးတော့မှလုံနေတာပါအကိုတို့ကျွန်တော်အပြစ်မမြင်ဘူးဘာမှမဖြစ်တာကျွန်တော်ကနော်တွေ့နေတာပဲတွေ့နေတာပဲဘာမှဖြစ်စရာအကြောင်းမှမရှိတာကျွန်တော်ပြောပြပြီပဲမြန်မာနိုင်ငံထဲကဒီကိုတွေမှ ဒီတက်မလို့အားပေးဝင်ရထောက်ခံပြီးတော့မှအလုပ်လုပ်နေကြတဲ့လူတွေပဲဒါပေမဲ့တခုတော့ရှိတာပေါ့ဗျာချူတောင်ပေါင်းဆုံးပေါ့မတူညီကြဘူးပေါ့အကိုရမတူညီကြတဲ့အတွက်အမားတွေဆိုတာရှိမှာပဲအကိုလိုလည်းအမားကြီးရှိမှာပဲအကိုလိုလည်းဟိုလူပုရုဇဉ်လူသားတွေပဲလေအကိုလိုလည်းတွေးကြည့်ပေါ့ဟောငါရောအမှန်နေလားပေါ့ငါရောအဲ့လိုမျိုးပေါ့နော်ဟိုအဲ့လိုမျိုးလို့တော့နက်နက်တာတာပေါ့ဟိုကျွန်တော်ရေးမယ်ဆိုရင်ကျွန်တော်ကောင်းတာတွေပဲရေးရင်တော့ဟိုလူကြီးတွေအကိုလိုကိုကြည့်ပြီးတော့ဆောင်းမင်းကောင်းတာတွေအောက်မှာတော့လုပ်နေတယ်ပေါ့အတူကအကိုလိုချားချားလို့များတဲ့အရာရှင်းရမှာရှိပါသေးတယ်နော်အဲ့ဒါလူချင်းတွေ့တယ်လို့ရှိရင်တွေ့ခွင့်ရရင်ပြောခဲ့ပါအောင် အဲ့ဒါတွေကိုလူကြီးတွေသိပါတယ်ကနော်အချို့တော့ဒီရှင်တန်းရောက်စစ်မြေပြင်မှာတောင်ဝင်ထမ်းဆောင်နေတဲ့တမမှုအရှင်တီသိပါတယ်နော်ဒါတော့ဆိုရင်လုံလောက်ပါပြီနော်အဲ့လောက်ပါပဲကျွန်တော်စိတ်စင်းရလားလို့မေးစိတ်စင်းရဘာဖြစ်ဘူးယောက်ျားဘာဖြစ်မှာအဲ့လောက်ကကိုတိုင်းကိုနိုင်ငံကိုလူမျိုးတွေတောင်မှာကိုတက်မှာတော့ဖွဲ့စည်းတဲ့တောင်မှာလုတ်ပေးနေရတယ်ရပါတယ်ဒီလူမျိုးအားတော့ဟူဘူးပေါ့အမြင်မတူလို့မကြိုက်တဲ့အချက်ကလေးတွေကျွန်တော်ပြောတဲ့အချိန်မှာပါသွားလို့ဒီလိုပဲပြောနေပဲခိုင်းနေတယ်ကျွန်တော်ကြောက်ချရလို့လည်းမခံဘူးเนาะကျွန်တော်လည်းအခုပါလာရင်တော့ကျွန်တော်လည်းဖြစ်ကြချင်းဖြစ်မှာပေါ့ ဟုတ်လားအဲ့တော့ကျွန်တော်တို့ကဒီ PDF တွေဂျမ်းမဲ့လန်နဲ့ကတောင်းကြသူ PDF တွေနော်ဒီ PDF တွေကတော်တော်ကိုရွာနေမှာဆိုရင်ဒီမှာနေတိုင်းတင်းတင်းလိုက်အဲ့ PDF မကောင်းတဲ့တင်းတွေပဲပို့လာတော့ပီဒီအာကဘလောက်တောင်မှမကောင်းတဲ့ဆဲတွေနဲ့ရွာနီးကျုပ်ဆက်တွေအဲ့ရွာတွေထဲမှာဘလောက်တောင်မှပြန့်ပွားနေပြီလည်းမသိဘူးနော်အဲ့တော့ကျတော့ကျွန်တော်ပြည်သူလူထုကိုရွာနေမှာရှိနေတဲ့ဒီ PDF ကိုလက်မခံတဲ့ပြည်သူလူထုကိုကျွန်တော်ပြောချင်တယ်ကိုစိုက်တဲ့စကားကိုပြန်ရုပ်သိသိသိရတယ်ဒါပေမဲ့ ခင်ဗျားတို့မရိတ်သိမ်းနိုင်ရင်မလုပ်ရမယ်ပူပေါင်းရမယ်เนาะအခုလိုတရင်လို့လေးပေးအောင်ဂျန်လူဝင်တော့မသိသိတာနဲ့ညာရင်းချက်ချင်းကျွန်တော်ဖုန်းနံပါတ်ကြီးဒီမှာ office ရတင်ထားပေးပြီးသားเนาะနှလုံးလုံးတင်ထားပေးတာเนาะကျွန်တော်အိုင်နှလုံးကိုင်းလိုက်အိုင်နှလုံးလုံးပိုင်ပါရှိတယ်တင်ထားပေးပြီးသားတန်းပြောလိုက်ဂျန်သူပဲနားလာနေပြီဆိုခင်ဗျားဘိုင်နေသီးလို့ကတော့អော်မလားပြဘူးអော်မလားလေဟုတ်လားတချို့ကြတော့ဘိုင်နေမဟုတ်တော့ဘူးဂျန်သူကဘယ်ရနေချုံကိုတိုင်းမှာမဲ့ဘလို့ကြောက်လာပြီလဲမသိဘူးကိုယ့်ရဲ့တက်မလို့သားတွေလွားသူလွားသားတွေအတိပိတိပေးလို့ရအောင်အန်ရအန်ရတွေဖြစ်လာမှာကြောက်လို့အဲ့လိုပြောကြတော့အောက်ကတော့အရင်ပြောတယ်ပြောလို့မရရင် အပေါ်ကနေလိုင်းပေါ်ကနေအနေအကင်းပေးစီအောင်အော်ပေးလိုက်ဒီတဘောပဲအဲ့တော့ရွာကြီးရွာသားကြီးကလည်းဝင်လာပြီးဆိုရင်ဘိုင်လေးတင်ပြောလိုက်ဟုတ်လားနော်ဒီနေ့ဆိုရင်ကျောင်းကအတိတရရတယ်ဒီမှာအော်ကျွန်တော်ဒီဖုန်းနဲ့ရောက်သွားပြီနော်ကျွန်တော်အတိဟိုးချင်းဒီကလေးဘက်မှာရွာကြီးကပို့လိုက်တော့ဒါတော့ဝေဒါမကောင်းဘူးလေတက်လို့မရအောင်စီယိုဝဲလုံးနေအကြီးကဲညားလိုက်ပါစီယိုဝဲလုံးနေကျွန်တော်ကဖိုင်ပါဒီဖုန်းနဲ့မှဖြစ်နေလို့ရအောင်နော်စီယိုဝဲလုံးနေတဲ့နေရာအတိတပို့လာတာအဲ့ရပို့လာတာတကယ်လက်တိကြတယ် ဒါပေမဲ့တို့အားလေတိုင်းစင်းနေတဲ့ရှင်းနှန်းရောက်နေတာဟာဒီလေဟိုတိလက်လက်မမီဘူးနဲ့ထင်ပါလေဟိုလေတက်လို့မရလို့လေလေရဒီနေ့မြန်မာနိုင်ငံတော့တက်လို့ရရနေတာတော်တော်ရှားတယ်ဘာလို့လဲဆိုတော့ဒီနေ့တရနဲ့မနေ့ကတရတပတ်ကတရလောက်ရှိအောင်မလားမသိဘူးနော်အလွန်ဆုံးကတော့တပတ်ကတရပေါ့အားကြောင့်မလို့အဲ့တော့တရင်တိတိရရရရင်ဒီကတောတူတောင်သားညီကိုတွေကိုပြောချင်တာညီကိုတို့ဒီအတော်အမတွေအဖိုးအွားတွေပေါ့နော်ညီကိုတို့ညီမတွေတရင်ကိုရတဲ့ရန်သူတီရှိနေတဲ့နေရာကိုတိတိရရရပြီးကြိုက်တဲ့အချိန်ပုံစံလားဒါမှမဟုတ်လေမက်ဆေ့ပို့ထားတာ ကျွန်တော်ဘုံမကန်နိုင်ဘူးဆို message ပို့ထားလိုက်ကျွန်တော်ကြည့်ပြီးလို့ချင်းကျွန်တော်တို့ပို့တင်ပို့ထားတဲ့နေရာကျွန်တော်တို့ချက်ချင်းပို့ပေးမယ်အဲ့လိုပူပေါင်းမှရတော့မှာအဲ့လိုပူပေါင်းမှမပူပေါင်းရင်တောသူတောင်သားညီကောင်မောင်နှမတွေအိမ်တွေမြေတွေအကုန်ပျက်စီးမယ်ငလင်းတဲ့ဆိုးမှာတချို့နေရာရယ်ဆိုနော်အဲ့လိုအချိန်ကြီးပူပေါင်းပြီဆိုလို့ချင်းကြည့်ပြီးဆိုရင်တက်ကတော့သူလဲသူ့မှာအားလိုက်တဲ့အားသာကြတော့ချက်ချင်းမရှင်ပေါ်ဆောင်နိုင်ဖို့ဆိုတာကလူစစ်တိုက်တာမလွယ်ဘူးလေဘယ်လိုတော့သူတို့မှပြင်ဆင်ရတာလေအဲဟိုဒီတန်းကိုလက်သွားတယ်မသွားတယ်လေရှင်းတယ်မရှင်းတယ်လေအောက်မှာပရိသတ်မိုင်းလေး လက်လုံးပိုင်းဘုံဝင်ထောင်ထားရင်အလကားနဲ့ကိုယ်စစ်ပြီးပြဆိုင်ရမှာလည်းရှိသေးတယ်။အဲ့ဒါကြောင့်တော့မလို့တော့မလို့နဲ့ဒါပေမဲ့ကိုကကိုကဒီလူတွေကိုတစ်ချိန်တုန်းကအကောင့်တင်ခဲ့တာတွေရှိတယ်။နော်အကောင့်တင်နေတဲ့ PDF တွေအာပြန်ချရတော့အာမပြီးဆက်ရနာချုံတော်လန်းလို့အာတို့မေစုဘာဖြစ်တယ်တော့ညာဖြစ်တယ်တို့အဲ့လိုပြောလိုက်တော့အဲ့လိုပြောခဲ့တဲ့ဌာန်တွေကိုတော့အနည်းနဲ့အများတော့ခံစားရမှာပါ။ကြီးသေးပါလေအဲ့ဒါ။နော်အဲ့ဒါကြောင့်မလို့ဟိုစိတ်တော့မကောင်းဘူးစိတ်တော့မကောင်းတဲ့အချိန်မှာကျွန်တော်တို့လည်း တက်နိုင်တဲ့ဘက်ကနေပဲကိုလုံနိုင်တဲ့အစိတ်ပိုင်းကနေပဲဝိုင်းဝင်းပြီးတော့လုံဆောင်ပြီးလို့ရတာဒါကူအပြစ်ပြောနေတာမဟုတ်ဘူးနောက်တစ်ချိန်မှာဒီစစ်ပွဲတွေငြင်းငြမ်းသွားလို့ငြင်းငြမ်းသွားတဲ့နေနေတွေပေါ့ဗျာနေနေတွေဆိုရင်နောက်ဆုံးလို့ရှိရင်ဒါတွေကိုစင်ကျင်တုံတရားနဲ့အသိဉာဏ်ပညာအုံနောက်နဲ့စင်ကျင်နိုင်အောင်လို့ပြောပြတာနော်အပြစ်ပြောတာတော့မဟုတ်ဘူးအချိန်တော့သတိုင်းတိုင်းတိုင်းလို့မုံသာဆိုဟုတ်လားဝင်မိုးနိုင်လို့ဟုတ်လားဟေးဟေးမုံသာဆိုနံပါတ်1လောက်မှရှိတယ်မြန်မာနိုင်ငံမှာဒီအုံစုဘူးအုံကြွတ်ထားကြတွတ်ကြပလိုက် နော်အခုကြည့်လိုက်မနေ့တက်မတော်ပြန်ပြီးတော့ငြင်းငြမ်းအောင်ပြန်ပြီးတော့ထိန်းသိမ်းထားပြီးတော့အလူရှင်ပွဲတွေ နော်လက်ကျွန်တော်တို့ဆိုအမြေချောင်းနေသွားနောက်ခုမန္တလေးဆိုရင်ဒါတော်တော်ထိန်းထားတာမန္တလေးတစ်မြို့လုံးဆိုရင်ခဏနီးချောင်းနေခုနီးချောင်းကအစွန်ပိတ်တစ်ပတ်ပိတ်နီးချောင်းနဲ့ဇုံလုံးပိတ်နီးချောင်းနဲ့မတူဘူးဇုံလုံးပိတ်နီးချောင်းကအခုတိနေပြီဇုံလုံးပိတ်နီးချောင်းကသူကဟိုမလို့လေခြေစားကျင်လို့လေခြေစားကျင်လို့ဟိုခြေပုံပုံလေလိုက်ရှာနေတယ်လို့ပဲမျိုးလုံးစုံပိတ်ပြီးတော့ခြေနဲ့ပဲနားရမယ်လဲဆိုလို့အဲ့အဲ့ဒါဇုံလုံးပိတ်ကဇုံလုံးပိတ်ပီဒီအက်တွေနဲ့အဲ့ဇုံလုံးပိတ်ညီပိတ်တွေနော်အဲ့ခွေးဆိုတော့သူကခြေစားကျင်တော့သူ မျိုးလုံးစုံလုံးပြီးတော့ချီးနှက်ပင်နာရအဲ့လိုလိုအဲတဖက်ဖက်ကကျတော့သူကတိသွားပြီမနေ့ကမှတဖက်ဖက်ကကျတော့ဟိုတလုံးကကျွန်တော်ရောက်သွားတာနော်ကျွန်တော်ညီလေးအားကြီးတယ်နော်ဟာကိုကြီးလားဟာရက်တော့မယ်လို့ဘာလို့ညာလို့ဟာမတက်မလို့အားရတယ်ကိုကြီးဟာဒီလားအလုပ်လားအလုပ်မြေမြင်းချင်းအောင်လုံဆမ်းပါဗျာအဲတချို့တို့လည်းအင်ဂျင်နီယာတွေတချို့တို့လည်းဒေါက်တာတွေပေါ့ဗျာထားပါတော့ဟာအဲ့လိုမျိုးကျွန်တော်တို့အလုပ်လုပ်ပေးအင်ဂျင်နီယာလုပ်ချင်တော့တာဒီလိုကြီးဖြစ်လာမယ်မင်းကျွန်တော်တို့မသိလို့ဟာအော်ဒီကြေးတွေပါကြောင့်အာယူကြီးတွေကလည်းကျွန်တော်တို့အတန်းဖုံးဆက်ပါကိုကြီးဟာအဲ့လိုမျိုးဖြစ်သွားတာမန္တလေးမှာမန္တလေးမှာအဲ့လိုနေပေး ။အုံနောက်ရှိတဲ့ညီဘက်ကတိသွားပြီဒီနိုင်နိုင်ရေးခင်းချင်းလုံးဝတိတာအဲကြောင့်မို့သူတို့တော်လိုင်းမအောင်တော့တာ။သူတို့တော်လိုင်းမအောင်တော့ဘူး။သူတို့ရိုးရဲမှာအလူကန်ခွက်ခောက်လို့လည်းမရတော့ဘူး။နော်။အလူကန်ပြီးတော့မှခွက်ခောက်လို့လည်းမရတော့ဘူး။သွားပြီသွားတင်တော့သူတို့သွားပြီအဲ့တော့ကျွန်တော်လဲနေလို့မကောင်းချင်ဘူးเนาะနေနေမကောင်းတာမဟုတ်ချောင်းဆိုးတော့စကားအရင်ပြောတော့ဟိုကဖြစ်လို့ပါเนาะဒီနေ့တော့ဒီတော့ပါပဲညီမကြီးအမြဲဆုံးချင်းချင်းပါဒီရှေ့တက်ရောက်နေတဲ့တက်မလို့သားကြီးနောက်တန်းကထမင်းဝိုင်းလေးကိုအမြဲဆုံးပြန်လေရောက်ရှိနိုင်ပါစေလို့မေတ္တာကိုဆုတောင်းပေးလိုက်ပါတယ်